ဖုန်းထဲကဓာတ်ပုံ PDU ဖိုင်များနဲ့အမျိုးမျိုးသောဖိုင်တွေကို SD ကတ်ထဲအပြည့်တိုင်ပြောင်းထည့်တဲ့ညီလိုင်းကိုဖြုတ်ပြပေးမှဖြစ်ပါတယ်။မိဆွေတို့ရဲ့ဖုန်းထဲမှာရှိတဲ့ my file ထဲကိုဝင်တွားလိုက်ပါ။ခုဖုန်းထဲက my file နဲ့ file manager software ထဲကိုဝင်လိုက်လို့ရှိရင်တော့ကျွန်တော်တို့ဒီလိုနေထောင်မြင်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့အဓိကတော့ SD ကတ်ပဲနော်။ SD ကတ်ဒီလိုလေးပြနေဖို့လိုပါတယ်။ empty folder တစ်ခုခုထဲကိုကျွန်တော်ဝင်ကြည့်လိုက်ပါ။ကဲ DCIM ဆိုတဲ့ detail ကျွန်တော်ဝင်ကြည့်လိုက်မယ်။ ကင်မရာတစ်ခုချက်ဝင်ကြည့်မိပါတော့တင်းစေးထားတဲ့ဓာတ်ပုံဗီဒီယိုဖိုင်တွေကိုခုလိုမြင်ရမှာဖြစ်ပါတယ်ဒီဓာတ်ပုံဗီဒီယိုဖိုင်တွေကိုကျွန်တော်တို့က SD card ထဲကိုအပြည့်တိုင်းပြောင်းထည့်ခြင်းနေဆိုလို့ရှိရင်ပြောင်းထည့်မဲ့ဓာတ်ပုံဗီဒီယိုဖိုင်တွေကိုလိုက်ပြီးတော့ရွေးချယ်ပေးလိုက်ပါပြီးတော့တော့ကျွန်တော်တို့ဒီအောက်နာလေးကမုတ်နေရာမှာတစ်ချက်နှိပ်ပါ SD card ထဲကိုထည့်မှဖြစ်တယ်လို့ကြောင်းမူ SD card ထဲကိုတစ်ချက်နှိပ်လိုက်မယ်ပေါ်နာလေးကအပေါင်းတိကျတာပါထားတဲ့ folder လေးထည့်တစ်ချက်နှိပ်လိုက်ပါဓာတ်ပုံဗီဒီယိုဖိုင်တွေကိုပြောင်းထည့်မဲ့ file name ပေါ့နော် folder name လေးကိုပေးလိုက်ပါကျွန်တော်ကတော့ဥမာ photo and video စာတွေဖြစ်ပေးလိုက်မယ် folder name ကိုကျွန်တော်ပေးပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့ဒီ folder name လေးကိုတစ်ချက်လိုက် ပြီးတော့ရှာလိုက်မယ်ပေါ့နော် okay ဒီမှာ photo and video ဆိုတဲ့အားလေးကိုကျွန်တော်တွေ့ပါပြီ detail တစ်ချက်နှိပ်လိုက်မယ် mode နေရာကိုနှိပ်ပြီးတော့ကျွန်တော်တို့ယူလာတဲ့ဓာတ်ပုံ video file တွေကိုဒီနေရာမှာကျွန်တော်တို့လာပြီးတော့ကြောင်းရွှေ့ထည့်ထားရမှာဖြစ်ပါတယ် mode ကိုနှိပ်လိုက်ပါ โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ယူလာတဲ့ဓာတ်ပုံဗီဒီယိုဖိုင်တွေကိုဒီနေရာမှာပြောင်းထည့်လိုက်ပြီးပဲဖြစ်ပါတယ် SD card ထဲမှာပေါ့เนาะဒီမှာ SD card ထဲမှာ